တော့6ရက်မြောက်နေ့ရဲ့ grammar လေးတွေကိုစပ်ပြီးကြည့်ကြမယ် ချောင်ရမြောင်နေရဲ့ grammar မှာတွေ့ရမယ့်တမျိုးကကြတော့ကိုရီအန်ဖိုးကတင်ခဲ့ဘူးတဲ့ eco care founding နဲ့တွဲပြီးတော့တောင်းမယ်ပေါ့အဲ့တော့ eco care found ဆိုရင် marshall နဲ့တူတယ်ဆိုပြီး an photo ကတင်ခဲ့ဘူးတဲ့ဒါကို memory ပြန်ခေါ်မယ်ပေါ့နော်အဲ့တော့ eco care found ကိုအနောက်မှာဘာနဲ့တွဲသုံးလဲဆိုတော့တိုးအမိုးလို့ခေါ်တဲ့စကားလုံးနဲ့တွဲသုံးတယ်အရင်ကဆိုရင် an fight ထဲကတိုးအမိုး ima ဆိုပြီး ima စနေမယ်ပြောခဲ့တာဒီမှာ dictionary found တွဲပြီးတော့တောင်းမယ်နော်တခါလေးသူက plain found တမ်းမြောက်ပါမယ်အဲ့တော့ eco care found ကိုတိုး အမိုးနဲ့တွဲသုံးလိုက်တော့လို့စဉ်းစားထားတယ်လို့တွေးထားတယ်ဆိုရယ်ကိုယ့်ရဲ့ရည်ရွယ်ချက်စိတ်ဆန္ဒတွေတွေးထားတဲ့အရာတွေကိုပြောချင်ရင်ဒီပတ်တန်လေးတိုင်းတွဲပြီးတော့ပေါင်းပေးမယ်အဲ့တော့အောက်မှာဥပမာလေးကြည့်ရအောင်ခိုင်းရှာဦးရမဲရောတို့အမိုးသိမ်းမစကောမဒီကနေနှောက်ထွက်မယ်လို့စဉ်းစားနေပါတယ်စဉ်းစားထားတယ်ပေါ့နော်သူ့ရဲ့အတွေးကိုပြောပြတာ နောက်တစ်ကြောင်းက Ryan Khunini Kha Aero to Omote Imas လာမယ့်နှစ်မှာနိုင်ငံကို ပြန်မယ်လို့စဉ်းစားနေပါတယ်။ဒါဆိုရင်ကိုယ့်ရဲ့စဉ်းစားထားတာတွေတွေးထားတာတွေကိုပြောချင်နေဆိုရင် Eco Care Fund ကို to Omo နဲ့တွဲပြီးတော့တောင်းပြရမယ်။ဒါကတော့ပထမဆုံးတွေးရမယ့်တစ်မျိုးလေးပေါ့နော်။ဒုတိယတမျိုးလေးကလေ Eco Care Fund တွေပဲတွဲသုံးတာ။တွားကြတော့တိုးစုတို့နဲ့တွဲသုံးမယ်။ တိုဆူရုဟုတ်ပြီနော်အီကိုခဲဖောင်ကိုဘာနဲ့တွဲသုံးတာတိုဆူရုနဲ့တွဲသုံးနေသူကတော့လုံမလို့လုံနေတယ်လုံတော့မင်းအဲ့တော့တခုခုကိုရည်ရွယ်ပြီးတော့လုံမင်းဆိုပြီးရည်ရွယ်ထားတဲ့ကိစ္စဒါပေမဲ့လက်တွေမှာမလုံဖြစ်လာဘူးအနောက်အရှက်ဝင်သွားတယ်ဒါဆိုရင်ဒီ pattern လေးကိုတုံးပေးမယ်ပြန်ပြောမယ်နော် eco care found to serious ray pattern ဘယ်ခါမှတုံးမလဲကိုလုံမယ်လို့ရည်ရွယ်ထားတဲ့ကိစ္စဒါပေမဲ့လက်တွေမှာလုံဖြစ်လား မလောက်ဖြစ်တဲ့အခြေအနေအနောက်အရှေ့ဝင်သွားတယ်ဆိုရင်ဒီ pattern လေးကိုတောင်းပေးမယ်အဲ့တော့အောက်မှာကြည့်ကြည့်ရအောင်ဒန်းစာနီနိုရိုတိုစတာတိုကီနီယထာဘောတက်မလို့လောက်တဲ့အချိန်မှာဒိုဝါကာစီမာတဲ့တကားကပိတ်သွားပြီးတော့ နိုရင်းနာခတာမသိနိုင်ခဲ့ပါဘူးဒီနေ့ခါမှာခါအေးသူကရေးထားတာနိုတို့တို့ရှိတာဆိုပြီးတော့တိုဆူရုကိုတဖောင်ပြောင်းလိုက်တယ်ရှိတာသူပြီးရေးလိုက်တယ်အတိတ်ကအရာကိုပြောချင်တာဖြစ်နေလို့အဲ့တော့ယထာဘောတမလို့လောက်ခဲတဲ့အချိန်မှာတကားကပိတ်ပြီးတော့မသိနိုင်ခဲ့ဘူးအဲ့တော့ရီရွေထားတဲ့ကိစ္စလက်တွေ့မှာလောက်ဖြစ်လိုက်လားမလုံးဖြစ်လိုက်ဘူးမစင်းနိုင်ခဲ့ဘူးဆိုရဲမလုံးဖြစ်လိုက်တဲ့အချိန်ကြီးပေါ်လာတယ်အနောက်အရှောက်ဝင်သွားတယ်ဒါဆိုရင်ဒီပတ်တန်လေးကိုတုံးကြီးရတယ်အဲ ့အဲ့တော့သူစူရူကြီးပဲတုံးလို့ရတာမဟုတ်ဘူးစူရူကိုမှကိုတွေချိန်ပြတဲ့ရအချိန်ကာလပေါ်မူတည်ပြီးတော့ plain form ကြီးပြောင်းပြီးတော့တုံးပြီးလို့ရတယ်နောက်တစ်ကြောင်းကြည့်မယ်အပိုချီကအနာတနောခုစကမှုတしているよအပိုချီကပိုချီကတဲ့အနာတနောခုစမင်းရဲ့ဖနာကို ခါမို့တိုစတေရူယောကိုက်မလို့လုံနေတယ်ကိုက်မလို့လုံနေတာကိုက်ပြီးတော့ပြီလားဆိုတော့မလုံပါသေးဘူးကိုက်မလို့လုံနေတာပဲရှိသေးတယ်ဒါဆိုရင် eco care phone အနောက်မှာတိုစလူးနဲ့တွဲပြီးတော့တုံးပြီးလို့ရတယ်ရည်ရွယ်ပြီးမလုံဖြစ်တဲ့အခြေအနေမှာဒီ pattern လေးကိုတုံးပြီးရတယ်နော်ဒုတိယပတ္တန်ပြီးသွားရင်နောက်ထပ်ပတ္တန်လေးတစ်ဆက်ချက်ကြည့်မယ်။နောက်ထပ်ပတ္တန်လေးရကြတော့ eco care phone ကို to shine rain 9 phone နဲ့တွဲသုံးထားတာ ူစိနိုင်သူကကြောင့်လုံးမဲ့ပုံမပေါ်ဘူးလုံးမဲ့ပုံမပေါ်နေတာတခုခုကိုပြုလုပ်ဖို့အတွက်သူ့မှာစိတ်ဆန္ဒလုံးဆောင်ဖို့အရာမရှိနေတာဒါဆိုရင်တူစိနိုင်နဲ့တွဲပြီးတော့ပြောပေးမယ်အဲ့တော့အောက်မှာကြည့်ရအောင်ပိုချီဒိုစတန်ဒါရိုပိုချီဘာဖြစ်တာလဲဂိုဟန်အိုတာဘဲယောတူစိနာအင်ဒါယောအဲ့တော့ထမင်းစမယ်လို့တော့မလုပ်ပါလားထမင်းစမယ်ပုံမပေါ်ပါလားတာဘဲယောတူစိနိုင်းဆိုရဲအတော့နှုန်းနေပြောထားတယ်နော် နောက်တစ်ခုကြည့်မယ်ခါရီဝဂျီဘောနာခိုတောနာနီမိုအီယိုတိုစနိုင်အာသူကားနေသူ့ရဲ့အကြောင်းတွေကိုဘာမှပြောပြဖို့စံနာမရှိဘူးပြောပြမယ်ပုံမပေါ်ဘူးအီအိုတိုစနိုင်ဆိုရင်တိုစနိုင်နဲ့ကပ်ပြီးပြောလိုက်တဲ့အချိန်မှာလောက်ဆောင်ဖို့တောင်စိတ်ဆန္ဒမရှိတဲ့အချိန်တွေမှာတုံးပြရမယ် ဟုတ်ပြီနော်အဲ့ဒါဒီကတော့ eco care phone နဲ့ tray သုံးနဲ့ button သုံးမျိုးရှိမယ်ဒါကိုတေချာလေးမှတ်မယ်ဒါဆိုရင်အခုတပတ်မှလေ့လာရမယ့်6ရက်စာအတွက်ကို grammar နှုတ်ကလေးတွေရသွားပြီ ဲ့တော့ဒီတပတ်စာအတွက်ကိုဂရမာနုံလေးတွေရာသွားပြီးကိုအတွက်ကြိတ်ရတာလည်းပြီးသွားပြီးဘာလို့လဲတွဲရဲဆိုရဲအခြေစပ်တည်သွားပြီးဆိုရင် exercise book ထဲမှာတွားပြီးတော့ exercise တွေတွားပြီးလုပ်ကြည့်ပါမယ်။အဲ့လိုလုပ်ကြည့်မှသာကိုကဂရမာနုတ်ကိုနားလေလားတည်လားဆိုတာလေးကိုသိမှာပါ။အဲ့တော့အဲ့အလေးကိုဖြည့်ကြည့်ပါပဲနော်။